ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတည်းဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့စွန်မွန်ကောင်းတောင်းပီလိုက်ပါတယ်အဲဒီနေ့နေ့လေပိုင်းမှာတော့ကျွန်တော် Arsenal ရဲ့အသင်းလေးဒီအကုန်လုံးကိုဒါတနေရာထဲမှာကျွန်တော်အနေနဲ့တင်ဆက်ပေးသွားမှာပေါ့နော်အခုလက်ရှိမှာ Arsenal နဲ့ပတ်သက်ပြီး hot data လေးဒီလည်းရှိတယ်အကုန်လုံးကတော့တနေရာထဲမှာကျွန်တော်တို့ဒါအကုန်လုံးနဲ့အတူဒါတင်ဆက်ပေးသွားခြင်းနဲ့ပေါ့နော်အဲ့တော့လရှိနောက်ဆုံးတာအပ်ဒိတ်သတင်းတွေအရဆိုရင်တော့ Arsenal သင်းက3ရဲ့တောင်ပံကစားသမားဖြစ်တဲ့ Leandro Trossard ကိုတော့ကာလ အရှိမရှိမတူဒါကျွန်တော်စာချုပ်တစ်ခုနဲ့ကာလ မိဘောကာလမရှိဘူးသူစာချုပ်တခုနဲ့ဒါကျွန်တော်တို့လည်းရှိမှာစာချုပ်တိကန်လန်မှုအတွက်အာဆနောအသင်းဘက်ကနေပြီးတော့ပြင်ဆင်လာတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တာကိုတွေ့ရမယ်အဲ့တော့ဒီဟာကထင်တဲ့အထက်ပို့ပြီးတော့နည်းနည်းလေးတော့နတ်နေတယ်လို့ကျွန်တော်ရဲ့ပုံကူကြီးကမြင်တယ်ကစားသမားနည်းကုလည်းရှိမှာအသက်30လည်းရှိပြီးအသက်ရွယ်ကပဲနည်းနည်းလေးကြီးပြင်းနေပြီလို့ပြောလို့ရတယ်ဒါပေမဲ့အာဆနောအသင်းနဲ့ကျွန်တော်ထင်တာကတို့အနေနဲ့2 +1 လောက်တို့ကန်လန်မှုအတွက်ပြင်ဆင်လာမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ဒီဟာလှုပ်ချင်းအဖြစ်အာဆနောအသင်းနဲ့နောက်ထပ်ထွက်လာတဲ့သတင်းတခုနဲ့ကတ်လိုက်မယ်ဆိုရင်တော့ကစားသမားတယောက်ရဲ့အနာဂတ်ကနည်းနည်းလေးတွေးဝေးစရာဖြစ်ပြီးတော့ ဝေဝါးစရာဖြစ်လာတယ်ဆိုတဲ့အနေအထားကိုရောက်ရှိလို့လာခဲ့တယ်ပေါ့နော်အဲ့တော့ဒီကစားသမားလက်ရှိမှာဒါကျွန်တော်တို့လာမယ့် ဒီနှစ်တော့မဟုတ်ဘူးလာမယ့်နှစ်မှာဒါ2029မှာဒါကျွန်တော်တို့စာချုပ်တန်းကုန်မဲ့သိရတယ်တော့မှပါတယ်ဒါကျတော့ Leonardo Trossard ပေါ့နော်သူကတော့ Leonardo Trossard ကိုလက်ရှိမှာအာဆောင်အသင်းကဒီနှစ်မှာခရေကစာချုပ်အစ်ကန်လှမ်းပြီးသားဖြစ်တယ်ဒီစာချုပ်ကတော့လက်ရှိမှာ2029အထိပဲဒါပေမဲ့သူ့ရဲ့လုခလာစာတိုးသွားတယ်ဆိုတဲ့စာချုပ်အစ်ပုံစံမျိုးဖြစ်သွားခဲ့တယ်ဒီစာချုပ်အစ်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ရှိမှာဒီစာချုပ်အစ်မှာတော့ဒါကာလအစ်တော့မဖြစ်တော့အဲ့တော့ကာလအစ်ကိုချုပ်ဖို့ရှိတယ်ဒီလားစာစာချုပ်အစ်ချုပ်သွားနည်းနည်းလေးချုပ်တယ်ဗျဒီနှစ်မှာ Leonardo Trossard ကိုအာဆောင်အသင်းကစာချုပ်အစ်ပေးထားတယ်အဲ့ဒီစာချုပ်အစ်ကလာစာအစ်နဲ့ကာလကမပြောင်းတော့ ောင်2029ခုနှစ်ပဲဒါပေမဲ့အခုလက်ရှိ Arsenal သင်ဒါကျွန်တော်အသစ်ချုပ်မဲ့စာချုပ်မှာကစာချုပ်ကဒီအသစ်ပေးထားခဲ့တဲ့စာချုပ်ဟာကျွန်တော်လစာအတိုင်းပဲဒါပေမဲ့ကာလကိုတိုးသွားမယ် Arsenal အစကတည်းကလည်းဒါကာလရောဒါကျွန်တော်တို့ဟိုအောင်တော့ဒါပေမဲ့ကျွန်တော်ထင်တာသူတို့အနေနဲ့ဒီနှစ်ရဲ့ခြေစွမ်းကိုစောင့်ကြည့်ခြင်းတဲ့အတွက်ကြောင့်မို့သူတို့ဒါစောင့်ခဲ့ရလို့ပဲကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Leon Trossard 2029ခုနှစ်ရှိတယ်တုပ်ပေမဲ့တော့ညာလည်း Arsenal သင်ကတော့ဒီထက်ပိုပြီးတော့ကာလတစ်ခုအနေနဲ့စာချုပ်ချင်တယ်အဓိကကတော့ရှင်းပါတယ်ကစားသမားဒါကျွန်တော်လာမဲ့ဒါကျွန်တော်တို့ညရာဒီမှာလွယ်လွယ်ကူကူနဲ့မထွက်သွားနိုင်အောင်သူတို့ နေနဲ့ဒါကျွန်တော်တို့ချုပ်သွားဖို့တပြင်ဆင်လာခဲ့တယ်။ဒီဟာနဲ့ပတ်သက်ပြီးနည်းနည်းလေးချိန်လိုက်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ဒါကျွန်တော်တို့ ရာဖီလီယာလက်ရှိမှာအာစနိုအသင်းနဲ့တော်တော်လေးကိုဟစ်ဖြစ်လာတဲ့တဲ့င်းကရာဖီလီယာလို့ပြောလို့ရတယ်တမပါတယ် AC မီလန်ရဲ့ဒါကျွန်တော်တောင်ပန်ကစားသမားဖြစ်တဲ့ရာဖီလီယာကိုတော့ဒါကျွန်တော် left wing ကစားသမားဖြစ်တဲ့ရာဖီလီယာကိုတော့ဒါကျွန်တော်တို့အာစနိုအသင်းကစိတ်ဝင်စားလာတယ်ဆိုတဲ့တဲ့င်းကတော်တော်လေးကိုထွက်လာခဲ့အဲ့တော့ဒီနေရာမှာနားလည်မှုတစ်ခုရသွားကျွန်တော်လီယန်ထော်ဆက်ဘက်ကိုပြန်သွားပြီးတော့လီယာဘက်ကိုနောက်မှသေချာပြန်ပြောမှာပေါ့နော်အဲ့တော့လီယာကိုစိတ်ဝင်စားလာတယ်ဒါကျွန်တော်တို့ left wing နေရာမှာလည်းအရင်ကစားသမားကိုထော်ဆက်ထားလာခဲ့ပြီဆိုတော့မာတင်နယ်လီရဲ့အနာဂတ်မာတင်နယ်လီရဲ့အနာဂတ်ကအခုလက်ရှိချိန်မှာတော်တော်လေးကိုဒီနေရာမှာဝေဝါးသွားပြီလို့ပြောလို့ရတယ်တမပါတယ်လီယန်ထော်ဆက်ကိုအရင် န်နေရာမှာလည်းဆက်ထားဖို့တော့တည်ကြတလို့ဖြစ်သွားပြီ။ဒါပြင်ကျွန်တော်လက်ရှိ left wing နေရာမှာလည်းဒါ Marquis ဆိုင်ငယ်တရားကိုလာမယ့်နေရာဒီမှာခေါ်ယူမယ့် Arsenal အနေနဲ့ Martin Lely ရဲ့အနာဂတ်ကတော်တော်လေးကိုဝေဝါးသွားတဲ့အနေအထားတစ်ခုကို automatic ရောက်သွားခဲ့ပြီလို့ပြောလို့ရမယ်ဒီမှာပါတယ်။ Martin Lely ကိုယ်တိုင်ကလက်ရှိမှာသူ့အနေနဲ့သူ့ဒီ minute တွေအောင်အများကြီးလိုချင်တယ်။သူ့အနေနဲ့ minute တွေအများကြီးဆော့ချင်တယ်။ပြဿနာကလက်ရှိမှာ Arteta လိုချင်တဲ့ standard Arteta လိုချင်တဲ့အဆင့်တန်းမှာလက်ရှိမှာဒါကျွန်တော်တို့ မာတီနယ်လီမရောက်နေဘူးအခုလက်ရှိလက်တလောချိန်မှာတော့ easy လဲဝင်ဆော့သူရတယ်မာတီနယ်လီရှိထရော့ဆက်လက်ရှိရဆိုတဲ့ပုံစံမျိုးဖြစ်ပေမဲ့အာဆိုသင်းနဲ့သူတို့ရဲ့အသင်းရဲ့ left wing နေရာမှာလူနေထားရလူအားဖြစ်အရာတကယ်ကိုလူကောင်းကောင်းတယောက်လူနေဆိုတော့အာဒီဒါကိုယ်နဲ့လက်ခံထားပြီးသားဖြစ်တယ်အာဒီဒါနေလာမဲ့ဆောင်းဝါဒီမှာဒီနေရာအတွက်ဒါကျွန်တော်အရင်ကြီးအားဖြစ်ပြီးတော့လှုပ်သွားမယ်တော့မထင်ဘူးလာမဲ့လာမဲ့နွေရာဒီမှာတော့အာဆိုသင်းနဲ့ဒီနေရာအတွက်တကယ်ကိုမာကီဆိုင်ငင်တယောက်ကိုပတ်စံများများပြပြီးခေါ်ယူသွားမယ်ဆိုတဲ့သတင်းတွေကတဖြည်းဖြည်းနဲ့တက်လာခဲ့ပြီးဖြစ်တယ်ယူဒစ်ကိုဒီနေရာအတွက်တည်သက်ပုံစံမျိုးပဲယူဒစ်ကိုလည်းစိတ်ဝင်စားနေတယ် ယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ရာဖေးလီယောကလည်း AC မီလန်ကနေခေါ်ယူဖို့အတွက်အာဆုံတည်နေပြင်ဆင်လာခဲ့တယ်ဆိုတဲ့သတင်းတွေကလည်းတော်တော်လေးကိုကြေလောင်လာခဲ့တယ်။အဲ့ဒီပေါ်မှာမာတင်နယ်လီရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော်တော်လေးကိုတော်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 ကြီးကိုဝေဝါးသွားတဲ့ဒေတာတစ်ခုအာဆုံတည် အော်ကျွန်တော်တို့မာတင်နယ်လီတယောက်ရင်ဆိုင်လာခဲ့ရပြီအဲ့တော့မာတင်နယ်လီကိုလက်ရှိမှာခေါ်မဲ့တင်နေကြတာအများကြီးပါဒါပေမဲ့အာဆနယ်ဘက်ကလည်းမာတင်နယ်လီကိုရောင်းသွားပါမလားဆိုတဲ့မေးခွန်းမေးမှာအာဒီတာကတော့ရှင်းပါတယ်သူနဲ့သူဒီလူနေရာတနေရာမှာလူနှစ်ယောက်သုံးယောက်ရှိတယ်သူကကြိုက်လိမ့်မယ်ဒါပေမဲ့မာတင်နယ်လီကြီးကိုတော့ဒါကျွန်တော်တို့တို့အနေနဲ့အရန်ပုံစံမျိုးတော့တို့အနေနဲ့မထားလာဘူးလို့တော့ကျွန်တော်အနေနဲ့မြင်တယ် trust လည်းရှိဦးမှာဆိုတဲ့အတွက်ကြောင့်မို့နော်အပြီးဆုံးပင်စူစီကမူဒါဒီကလက်ရှိမှာတော်တော်လေးကိုစိတ်ဝင်စားစရာအခက်ခဏဖြစ်အဲ့တော့ Leandro Trossard ကလက်ရှိမှာစာချုပ်တင်တဲ့ပတ်သက်ပြီးသူ review လုပ်သွားမယ်သူအနေနဲ့သူဒါ Leandro Trossard နဲ့သူ့အတွက်ကတစ်ခုပဲရှိတယ်ဂျာ ားထဲမှာလာမယ့်နှစ်မှာကျွန်တော်ဒါ sorry ဘက်ကသာလာပြီးတော့ခေါ်ယူဖို့အတွက်ကမ်းလှမ်းမှုရှိခဲ့မယ်ဆိုရင်တော့ဒီဟာကိုစဉ်းစားသွားဖြစ်ပြီး Arsenal သင်းတဲ့စာချုပ်တက်တန်းတိုးဖို့အတွက်လည်းအများကြီးစဉ်းစားသွားဖို့မရှိဘူးလို့သိရတယ်မှာပါအဲ့တော့ပြောချင်တာကသူ့ရဲ့ career ရဲ့လက်ရှိမှာဒါအသက်30လဲကျော်လာပြီ career ရဲ့နောက်ဆုံး moment ရောက်လာတဲ့အချိန်မှာ Trossard ကတော့ငွေတွေအများကြီးတဲ့ယူပြီးတော့သူ့အနေနဲ့ငွေများကြီးရှိတဲ့နေရာကိုသူကတော့ပို့သွားခြင်းတယ်မှာပါဒါပေမဲ့ဒီနှစ်မှာတော့အပြေအဝ Arsenal သင်းတဲ့ဆော်ပြီးခြင်းတဲ့ဘက်မှာရှိရဲ့ Arsenal သင်းကလည်းလူရှိမှာလက်ရှိမှာလူရှိမှာဖြစ်ကုန်လက်ရှိမှာသူ့ကိုဒါကျွန်တော်လာစာကောင်းကောင်းလေးပေးထားတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဒါကိုအပြေအဝဆော်ပြီးခြင်းတဲ့ဘက်မှာရှိတယ် ဒါဘီမဲ့လီယန်ဒိုထရော့ဆက်အနေနဲ့လာမယ့်ညရာဒီကြရင်တော့အာစတရဲ့စာချုပ်အစ်ကိုလက်ခံသွားမှာလားလက်မခံသွားဘူးလားဆိုတော့အဖြေတကူတော့ပုံမဲ့သူ့အနေနဲ့သူကတော့ဆော်ဒီဘက်ကိုပြောင်းရွှေ့ဖို့အတွက်လဲစိတ်အားထက်သန်တယ်ဒါမှမဟုတ်ခုနကဂလာတာစာရီတို့ဒါကျွန်တော်တို့တူရကီဘက်ကလည်းသူ့ကိုလာစားများတာပူပေးခဲ့မယ်ဆိုရင်တော့သူကတော့အဲ့ဒီဘက်တွေကိုပြောင်းသွားဖို့လဲလက်ရှိမှာအစီအစဉ်ရှိနေလို့တရင်ထွက်ပေါ်လာခဲ့တယ်အဓိကကသူ့ရဲ့အတွက်ရဲ့အကြောင်းကစားသမားလဲစဉ်းစားတာပေါ့နော်ဒါဘုနာပုံမဲ့နောက်ပိုင်းညမှာခြေစွမ်းမကြခြေစွမ်းမတက်လာမှဒါကျွန်တော်ခွာပြဲသွားတာဘာဖြစ်တာညာဖြစ်တာတက်ဆိုင်ရင်တော့ဒီလိုမျိုးဖြစ်သွားတာကပူပြီးတော့ကောင်းတယ်ဆိုတဲ့ဥစ္စာကိုဒါကစားသမားဘက်ကလည်းအဲ့တော့အာဆာဘက်က လက်ရှိမှာပူပူလောလောဒါကျွန်တော်ကစားသမားနဲ့ညီနိုင်မှုတွေကိုစတင်ပြီးပြုလုပ်နေတယ်။ဒီဟာကလည်းအပေါင်းလက္ခဏာဆောင်သွားမှာမဆောင်သွားတဲ့ချက်တော့ဆောင်။အဲ့တော့ဒီ triangular ပေါ့เนาะဒါကျွန်တော်တို့ martinelli ဒါကျွန်တော်တို့လက်ရှိ left wing အသစ်ခေါ်မှ marquis sign ငယ်ဒါ trossard ဒီသုံးယောက်ရဲ့ဒါအပြောင်းအရွှေ့ကအကုန်လုံးတယောက်ပေါ်တယောက် moody နေတယ်လို့မြင်တယ် trossard ကလက်ရှိမှာစာရုပ်သက်တမ်းမတိုးဘဲနဲ့ထွက်ဖို့အတွက်စဉ်းစားနေခဲ့မယ်ဆိုတော့ martinelli ရဲ့အနာဂတ်ကလည်းနည်းနည်းလေးပြန်ငြိမ်သွားမယ်လို့ပြောလို့ရတယ်ဒါပေမဲ့ marquis sign ငယ်အတွက် arsenal က left wing အတွက်လာမယ့်လူရည်ဒီမှာခေါ်ကူခေါ်မယ်ဆိုတာကတော့100%အနေသေးကြတယ်လို့ပြောလို့ရမယ်ဒီမှာပါပါတယ်ထားပါလက်ရှိမှာဒါကျွန်တော်တို့နောက်ထပ်တစ်ခုအနေနဲ့ပြောရမယ်ဆိုတော့လက်ရှိမှာ arsenal ရဲ့ကစားသမား2ယောက်ကိုအသင်းကြီးတော်တော်များများကအလိုရှိနေပြောလို့ရတယ်အဲ့တော့လက်ရှိမှာ real madrid က william saliba ကိုမရက ချိန်မှာနောက်တဲ့ကစားသမားတစ်ယောက်ကိုလက်ရှိအာဆနယ်အသင်းကနေခေါ်ယူဖို့အတွက်လက်ရှိမှာစဉ်းစားနေတယ်လို့သိရတယ်မှာပါတယ် ။ဇာဘီအလွန်ဆိုးကိုရိုင်ကလည်းဒီကစားသမားကိုတော်တော်ကြီးကိုနှက်သက်ပြီးတော့ဒီကစားသမားဟာဘီဆိုဇာဘီအလွန်ဆိုးကိုရိုင်ကသူ့ရဲ့အင်တာဗျူးမှာသူ့ကြိုက်ဆုံးကစားသမားရဲ့တယောက်ဆိုခဏခဏပြောပြတာရှိတယ်။အဲ့ကစားသမားတခြားသောကစားသမားမဟုတ်ဘူးဒက်ကလန်ရိုက်စ်လေ။ဒက်ကလန်ရိုက်စ်ကိုလက်ရှိမှာအာစနယ်အသင်းက2028ဒီစာချုပ်တက်တန်းရှိတဲ့အတွင်ကိုလက်ရှိမှာကစားသမားရဲ့ဒုက္ခလစာကလည်းအော်တိုမက်တစ်ညင်မာပြီးသားလစာဖြစ်တဲ့အတွက်ကြောင့်မို့ဒါအကေရီယယ်မက်ဒရစ်ကဒါကေရီဒါဒက်ကလန်ရိုက်စ်ကိုခေါ်ချင်တယ်ဆိုရင်တော်တော်ကြီးကိုခက်ခဲမဲ့နေတာမှရှိပါတယ်။အာစနယ်အသင်းကလက်ရှိမှာဒီကစားသမားကိုဈေးတက်မှတ်ထားမှုတောင်မှမရှိဘဲနဲ့သူတို့အနေနဲ့ဒီကစားသမားကိုလက်ရှိမှာလုံးဝ ရောင်းချခြင်းမရှိဘူးလို့သိရတယ်မှာပါတယ်အခုလက်ရှိ transfer market ရဲ့ဈေးရဆိုရင်တော့ dollar max ကပေါင်300ယူရိုတန်120ရှိပြီးတော့ပေါင်တန်100ပတ်ချလဲဝင်းညင်ကြပေါင်တန်120ပတ်ချလဲဝင်းညင်ကြရှိတယ်ပြောချင်တာဗျလက်ရှိမှာ arsenal အသင်းဝယ်ခဲ့တဲ့ဈေးရတော့မပေါင်တန်100နီးပေးခဲ့ရတဲ့ကြောင့်အကယ်၍သာ real madrid ခေါ်ယူခြင်းနဲ့ဆိုရင်တော့ပေါင်တန်200တုပ်ပေါင်တန်120နဲ့ပေါင်တန်130အထက်မှာပဲအေးစစ်စစ်ရှိလောက်မယ်လို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါဒါပေမဲ့ အရေးကြီးဆုံးကတော့ကျွန်တော်အာစတိုသင်္ကာရဒီအသင်းကိုဒီကစားသမားကိုလက်လွတ်ဖို့အစီအစဉ်မရှိလို့လက်ရှိမှာဒက်ကလန်ရက်စ်ကလည်းအသင်းပြောင်းဖို့အစီအစဉ်မရှိခဲ့တဲ့အတွက်ကြောင့်မလို့ဘလောက်ပဲရီယယ်မက်ဒရစ်ကဒီကစားသမားကိုကြိုက်နေပါပါစေဒါလက်ရှိမှာ ဒါကလည်းကအသင်းကထွက်ဖို့အတွက်ရာခိုင်နှုန်းနေဒါပေမဲ့အဓိက real metric ကတကားလာခောက်ပြီဆိုရင်တော့တိတ်ပြီးတော့ပြောလို့တော့မရဘူးဘုနာဒါပေမဲ့ခုနကပေါ်တကားလာခောက်လဲစာလီးပါလို့ကစားသမားမျိုးတော်မှာစာချုပ်တစ်ကန်လတ်မှုကိုလက်ခံသွားခဲ့သေးတာပဲဟုတ်တယ်မှာကျွန်တော်တို့လက်ရှိမှာ McLaren ကဘာလို့လက်မခံအောင်အဲ့တော့ဒါနဲ့ပတ်သက်ပြီးနည်းနည်းလေးအဲ့တော့လှုပ်ချင်တာက Declan Rice ကိုလဲလက်ရှိမှာ Arsenal အသင်းကလှုပ်ခတ်လာတာဒီထက်ပိုပြီးမြင့်တဲ့လာခလာစာနဲ့ဒါကြောင့်စာချုပ်တစ်ချုပ်ဖို့အတွက် Arsenal အသင်းကလည်းပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ် Declan Rice ကလက်ရှိမှာသူ့ရဲ့နာကနဲ့ပတ်သက်ပြီးလောဘမရှိဘူးသူနဲ့လား Arsenal အသင်းမှာ2018ဒီစာချုပ်တက်တန်းရှိသေးတယ်လို့သူ့ရဲ့လှုပ်ခတ်လာစာကလည်းအခုချိန်မှာ ာထားပြီးသားဖြစ်တဲ့ကြောင့်အရန်ကြီးသူ့အနေနဲ့ဒါကြီးကိုအာရုံတော့မရောက်သေးဘူးလို့သိရတယ်မှာပါပါတယ်။တရင်အနေနဲ့တက်လို့သာတင်ပြီးတာဖြစ်ပါတယ်ဘောနော်နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုတော့အိုဒင်ကပ်ပဲ။အိုဒင်ကပ်အနေနဲ့အခုလက်ရှိမှာအာစတောအသင်းမှာဒါကျွန်တော်တို့အနေနဲ့ဒဏ်ရာတွေမကြခဏရတယ်လူတွေရဲ့ဝေဖန်မှုတွေကိုလည်းဝေဆန်ရပေမဲ့အာစနောအသင်းရဲ့လက်ရှိနီးပြဖြစ်တဲ့အာတေတာကသူ့ရဲ့ကစားသမောင်သူတော်လေးကိုနှစ်ချိုက်ပုံရပါတယ်။ဒါကြောင့်မို့သူ့အနေနဲ့ဒါကျွန်တော်တို့ ဒီကစားသမားကိုဒါကျွန်တော်အသူများသိစီရောင်းတာတဲ့ဆိုင်ရင်တော့အာဆနိုတင်ကအိုဒင်ကတ်ကိုစာချုပ်သစ်ချုပ်ဖို့အတွက်ပြင်ဆင်လာခဲ့ပြီလို့သိရတယ်မှာပါတယ်။အိုဒင်ကတ်ကိုတော့စာချုပ်သစ်မှာလာစာတိုးဘူးရီကိုအစီအစဉ်မရှိမနဲ့လက်ရှိမှာလာစာလည်းမြင်မာပြီးသားဖြစ်တဲ့ကြောင့်မူကာလာကိုသာတိုးဘူးအတွက်လက်ရှိမှာအာဆနိုတင်ကပြင်ဆင်လို့သိရတယ်မှာပါတယ်။အိုဒင်ကတ်ကိုအဓိကလိုချင်နေတဲ့အသင်းကတော့ဒါကျွန်တော်တို့ PSG အသင်းဖြစ်ပြီ PSG အသင်းနဲ့သူတို့ရဲ့ attacking midfield နေရာမှာအိုဒင်ကတ်ကတင့်တော်မဲ့ captain တယောက်ဖြစ်လာနိုင်မှာသူတို့အနေနဲ့မြင်မိရတယ်မှာပါတယ်။ပြောချင်တာကလက်ရှိမှာသူတို့အနေနဲ့ Marquinhos နဲ့ captain နေရာက ठ ွက်တဲ့အပြင်ကိုအိုဒင်ကတ်အဝင်လာပုံစံမျိုးကိုသူတို့အနေနဲ့လုပ်ချင်တဲ့သဘောမှာရှိတယ်။ ။ Odinga ကလည်းရှိမှဒါကျွန်တော် Arsenal အသင်းမှာပဲသူ့အနေနဲ့ပျော်ရွှင်နေတယ်။ Arsenal အသင်းကလည်း Odinga နဲ့ပတ်သက်ပြီးပျော်ရွှင်နေ။အခုလည်းရှိမှ Easy သူ့နေရာမှာကစားနေပြီးပြင်မဲ့လည်းအဲ့လောက်ကြီးဒါကျွန်တော်တို့အရန်ကြီးကောင်းနေတဲ့အနေအထားမရှိကြအောင် Odinga ကသာပြန်လာခဲ့မယ်ဆိုရင်တော့ဒါလူတွေတော်များပြန်မြှော်နေတဲ့သဘောမှလည်းရှိပါတယ်။အဲ့တော့ဘယ်လိုပဲပြော Easy ကတော့ကောင်းတော့ကောင်းတယ်ဒါပေမဲ့ Odinga လောက်တော့မဟုတ်သေးဘူးလို့ပြောလို့ရမယ်တယ်မှာပါပါတယ်။လောက်ပါပဲ။ဘလုံးပွဲတွေကိုကြီးရှုကျင်နေဆိုရင်တော့ Youth Sport Media 3 Point ဆိုတဲ့ TV4U တို့မှာချင်းလူစပေါင်းကူညီလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3 Point ဆိုတဲ့ TV4U တို့မှာချင်းလူစပေါင်းကူညီလို့ ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ဒေးပါဗျ။